ီပီနယ်ကိုခရီမြို့နယ်မြောက်ပိုင်းနဘူးရင်ခွဲတော်လမ်းခွဲကနေမြပရင်ထိပုဆန်လမ်းပိုင်းတွင်ဖြစ်ပွားတဲ့တိုက်ပွဲတွင်စစ်တပ်ဘက်ကအရာရှိနှုတ်ပါဝင်50ကျော်သေဆုံး30တိတန်ရတယ်လို့ Green Information စစ်တပ်ကပြောပြပါတယ်။နိုဝင်ဘာ10ရက်နေ့ကစပြီးခမရ948 948 949တိုင်းရင်းသွင်းကအင်အားတွေနဲ့တူ DKB ဘူဘီတပ်ဖွဲ့ BGF နဲ့ Charles ဘုံမြလိုင်းတပ်ဖွဲ့တွေဟာမြပတိုင်း ထိပုဆန်ဖက်စစ်ကြောင်းထုတ်လာစဉ် KA မြို့သားလွန်မဲတက်မတော် KNL ဦးဆောင်တဲ့မဟာမိတ်တပ်တွေကကြားဖြတ်တိုက်ခိုက်တာဖြစ်ပါတယ်။နိုဝင်ဘာ10ရက်မနေ့ကစပြီးတိုက်ပွဲဖြစ်နေတယ်။အလောင်း16လောင်းနဲ့လက်နက်တွေရထားတယ်လို့ရှီတန်းသတင်းရက်ကွဲကပြောပါတယ်။တချို့တွေမှာပဲစစ်ကောင်စီတပ်နဲ့နေချသောတပ်ချို့ဟာကိုခရီးမြော်ရီဒေါ်နာတန်လန်ဟောင်းဖက်စစ်ကြောင်းထုတ်လာတဲ့အတွက်အဲ့ဒီဖက်မှလည်းတိုက်ပွဲတွေပြစ်ထန်နေတယ်လို့ဖော်ပြထားပါတယ်။ ခရင်ပြည်နယ်မြဝတီမြို့နယ်လေးကေကော်ဒေသတွင်စစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်တမနှင်းနှင်းကစစ်သားနှစ်ဦးဟာတနားနေ့လည်းနဲ့တူတော်လိုင်းတက်ရတာခုလိုလာတယ်လို့ကရင်လေးတမ6ရာရှိတူကသူ့ရဲ့ဆိုရှယ်မီဒီယာကနေအသိပေးပါတယ်ဒေသအတွင်းရှိတော်လိုင်းတက်ရရဲ့စစ်စင်မှုဗုဒ္ဓဘောကဒီစစ်သားတွေကိုလက်ခံတွဲဆပြီးစုငွေသေး30စီချိမြင့်လိုက်တယ်လို့လည်းသိရပါတယ်လေးကေကော်ဒေသကိုအကြီးအကျယ်ထိုးစစ်ဆင်နေတဲ့စစ်ကောင်စီတပ်ဟာ တစ်ဖက်မှာနေမြေအချို့ရရှိနေပေမဲ့တခြားတစ်ဖက်မှာလည်းစစ်သားတွေသိဆိုးဒဏ်ရထွက်ပြေးတာတွေတော်များနေပြီလို့သိရပါတယ်တရုတ်စီမံကိန်းတွေရှိတဲ့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာစစ်ကောင်စီတပ်နဲ့အေအေအာရခတက်တော်ကြားနှစ်ရက်ဆက်တိုက်ပွဲဖြစ်ပြီးတဲ့နောက်စစ်ကောင်စီဘက်ကသိဆိုးမှုမရပြီးစစ်ကြောင်းနောက်ပြန်လန်သွားတယ်လို့နေရီစရာကဖော်ပြပါတယ်နိုဝင်ဘာ၈ရက်နေ့ကိုရနေ့တွေတွင်အင်အား၂၀၀ကျော်ပါစစ်ကြောင်းတစ်ခု မှန်ချောင်းနဲ့ချောင်းဝရောက်ပဲထိုးဝင်လာစဉ်အခုလိုတိုက်ပွဲဖြစ်တယ်လို့ဆိုပါတယ်။ဖန်ချောင်းဘက်ကိုထိုးလာတဲ့စစ်ကြောင်းအထိနာပြီးပြန်လန်သွားတယ်။ချောင်းဝဘက်ကိုဆုတ်ပြေးသွားပြီးအဲ့ဒီမှာရှိတဲ့တခြားစစ်ကြောင်းနဲ့သွားပေါင်းလာဖြစ်ပေါ်ရတယ်လို့ရှင်းတန်းတင်းရက်ွက်ကပြောကြားဖော်ပြထားပါတယ်။စကန်နယ်ဝဲလက်မြွနယ်ရွာသားကြီးစခန်းကနေထွက်လာတဲ့စစ်ကောင်စီတပ်ကိုတွန်လိုက်တက်ကကြားဖြတ်တက်ရမှာစစ်သား16ဦးသေဆုံးတယ်လို့ပြည်သူ့အစီအကံတွန်လိုက်တပ်ဘက်ကသတင်းထုတ်ပြန်ပါတယ်။ နိုဝင်ဘာ6ရက်မနေ့ပိုင်းမှာရာ180ပါစီကြောင်းတစ်ခုရွာစဉ်ရှောက်မိရှုပ်ပြီးအပြန်ရွာသားကြီးစခန်းအဝင်မှာတက်ခဲ့တယ်လို့ဆိုပါတယ်တော်လိုင်းဖက်ကလည်းရဲဘော်တူတန်ရခဲ့ပါတယ်ဒီတက်ခဲ့မှုကိုပြည်သူအစီခံတော်လိုင်းတပ်ဖွဲ့လျှက်စီးပျောက်ကြားတပ်ဖွဲ့နဲ့နန်းတောင်ငကတပ်ဖွဲ့ပူးပေါင်းဆွေးနွေးတယ်လို့ဖော်ပြထားပါတယ် မကွေးတိုင်းစစ်ပြည်မြို့နယ်ကပ္ပစတ်22ကနေပေါ့မြို့နယ်တောင်ပိုင်းဘက်စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ခမရ14ကစစ်မှုထမ်းစစ်သားပါစာတူဟာအမေဝတ်တလနဲ့တူတော်လိုင်းတရတန်ခိုးလိုလာတယ်လို့ပေါ့မြို့နယ်ပကဖကသတင်းထုတ်ပြန်ပါတယ်ဒီစစ်သားကိုကောင်းမွန်စွာလက်ခံကျေဆွတ်ထားပြီးနောက်ထပ်စစ်သားတွေအလားတူထွက်ပြစ်လာဖို့လည်းနှုတ်ဆော်ထားပါတယ်တရင်တဲ့တန်လုံးလုံးမျိုးပေါ်ရှိချက်ခိုင်ပတ်တီယူခန်းတွင် နိုဝင်ဘာ၈ရက်မနေ့၆နိုင်ခက်ကပောက်ကွဲမှုဖြစ်ပြီးမိလောင်ပျက်စီးသွားတယ်လို့ဒဝဲ wash ကဖော်ပြပါဗယ်မိလောင်ခြေတနင်္လာခက်ကြတဲ့အထိမိသားတွေရဲတပ်ဖွဲ့တွေရောက်လာတာမတွေ့ရသေးဘူးလို့ဒေသခံတွေကပြောပါတယ်ဒီရုတ်ခန်းဟာလောက်လို့မြို့မရဲစခန်းနဲ့မီတာ600ခန့်သာကွာတယ်လို့သိရပါတယ်ဒေသတွင်းမီဒီယာတချို့ရဲ့ဖော်ပြချက်အရတော့အခုမိလောင်မှုဟာတော်လိုင်းတပ်ဖွဲ့တခုခုကချက်ခံရေးပါတီရုတ်ခန်းကိုတမင်တက်ခဲ့တာဖြစ်ပြီး ရွေးကောက်ပွဲဝင်မဲ့ပါတီတွေကိုတက်ခဲလာတဲ့သဘောဖြစ်တယ်လို့ဖော်ပြထားပါတယ်။ထိုင်းမြန်မာနယ်စပ်ကိပင်းနယ်မြဝတီမြို့နယ်အတွင်းရှိကေကေပါကကြပ်ဖြံလူသမားတွေထောင်ပေါင်းချီထွက်ပြေးပြီးတဲ့နောက်ကြံနေတဲ့အဆောက်အဦတွေကိုမိုက်ခွဲဖျက်ဆီးတာဆဲနဲ့ဖြုတ်ချတာတွေဆက်တိုက်ဆောင်ရွက်နေတယ်လို့စစ်ကောင်စီလက်အောက်ခံမီဒီယာတွေကဖော်ပြပါတယ်။ကေကေပါအေရီယာအတွင်း အဆောက်148လို့ရှိပြီးအဲ့ဒီထက်ကတရားတလုတ်ကို ဖြိုချဖြည့်ဆီးရှင်းလင်းပြီးဖြစ်တယ်။နောက်ထပ်149လို့ဆက်လက်ဖြိုနေတယ်လို့ဗီဒီယိုမှတ်တမ်းနဲ့တကွပေါ်ပြပါရယ်။ဒါပေမဲ့ကီကီပပရှင်ကရင်နဲ့6000တန်းနဲ့စစ်ကောင်စီတကြဘယ်လိုဆက်ဆံမှုရှိသလဲဘယ်လိုအပေးအယူလုပ်ထားသလဲ။ချက်ပြလုပ်ငန်းကရရှိတဲ့ အကျိုးမြတ်90ရာနှုတ်စီကိုနယ်ချသောတတ်တဲ့စစ်ကောင်စီတပ်ခွဲဝေရရှိနေတယ်ဆိုတဲ့ဆွဆွဲချက်တွေကိုတော့ဒီထုတ်ပြန်ချက်မှာဘာမှရှင်းပြထားတာမတွေ့ရပါဘူးခင်ဗျာ